မြန်မာနိုင်ငံမှာတည်ဆောက်မှုနဲ့ပြည်စည်းများပြတဲ့ငွေနဲ့လောက်ခတ်ပြီး15ရက်အကြာအကြံပေးစကားဆောင်မင်းအောင်လိုင်းဇနီးတော်ဂျူဂျူလာသားအောင်ပြည်ဆောင်နဲ့တမီခင်တီတီတမွန်တို့ကရတရာဖြစ်တောင်ကြီးမျိုးရှိရွှေဘုံဝင်စီကိုတီးတော်တင်ကြကြောင်းတရင်ရင်မြေတွေစီရသိရပါတယ်။အေဒီလာ17ရက်နေ့မင်းအောင်လိုင်းနဲ့မိသားစုကတောင်ကြီးမျိုးကိုတွားရောက်ခါရွှေဘုံဝင်စီတော်ကိုတီးတော်တင်ခြင်းဖြစ်ကြောင်းမင်းအောင်လိုင်းမိသားစုကစီရီတော်မှာရွှေစင်း၆ချက်သားရှိရွှေတင်တဲ့တစ်ချက်ကိုကတ်လုခဲ့တဲ့အပြင် ကြီးတော်တင်ခြင်းနဲ့ရွှေတင်ငန်းလူခြင်းတို့မှာလည်းရတရားဖြင့်လောဆောင်ခဲ့ခြင်းဖြစ်ကြောင်းတောင်ကြီးမျိုးရှိရွှေပေါ်ပွင့်စင်ဒီကိုကြီးတော်တင်ရမှာမြင်းအောင်လိုင်းရဲ့မိသားစုဝင်အားလုံးကဖျားရှင်ပြပေါ်မှာဖျားတီတော်နဲ့ဒူးလေးနေခဲ့ကြကြောင်းသိရပါတယ် မလာ၂၈ရက်နေ့စကိုင်းငလင်ကြီးလောက်ခတ်ပြီးရောက်မြန်မာနိုင်ငံကတနင်္ဂနွေလုံးမှာ AP လ၈ရက်နေ့မှ AP လ၁၆ရက်နေ့ထိည9နာရီတိုင်း9ရက်9ချိန်ယတနာ၃များရွှေဖက်ခိုင်းခြင်းရှေ့တန်းစကမ်းများဝင်ကြီးဌာနရုံးများတန်ရေးတပ်ဖွဲ့များမှာပါယတနာတော်ရွှေဖက်ပွဲများလှုပ်ဆောင်ခိုင်းခြင်းလှုပ်ဆောင်ခဲ့ပြီးရောက်အခုနောက်ဆုံးမှာတောင်ကြီးမြို့ရွှေဘုံဝင်စီကိုရည်ရည်ချင်းရဲ့အနေနဲ့သီးတော်တင်ခြင်းများလှုပ်ဆောင်လာခြင်းဖြစ်ပါတယ်ဒီပြီးတော့တခွင်းမျိုးပြတ်ကြီးတွေတို့ဖြစ်စေခဲ့တဲ့မလာ၂၈ရက်ငလင်လောက်ခတ်ပြီးရောက် ။ငင်းအောင်လိုင်းရဲ့မိသားစုကနေပြည်တော်နေအိမ်ကို၎င်းတို့ကိုကိုွယ်နေတဲ့ဝစီဘိတ်ဆရာတော်ကိုပြင်ပြီးရတရားချင်းချင်းအပါဝင်ရတရားချင်းမို့လို့စက်တိုင်လုဆောင်လာခြင်းဖြစ်ကြောင်းသိရပါတယ်။တောင်ကြီးမြို့ရွှေဘုံပွင့်စီတီထီတော်တင်ကျင်း KBZ လုပ်ငန်းစုရဲ့ဥက္ကဋ္ဌအောင်ကိုဝင်းခေါ်ဆရာကျောင်းလေးပါဝင်ခဲ့ကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်ဒီမှာဖော်ပြပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့စစ်ကောင်စီနဲ့အောက်ခံလီဒတ်များတကြံနှစ်တစ်ကိုပြည့်ရက်ကာလအနားမရပဲလေကြောင်းဆက်စင်များစက်တိုင်ရှိနေမှာဖြစ်ပြီးပြည်သူများသတိပြုရန်လိုအပ်တဲ့အကြောင်းပြန်ဆက်ပေးပါမယ်။ အကြံပေးစစ်ကောင်စီရဲ့လက်အောက်ကလူ့တပ်များအနေနဲ့တကြံမြစ်တကူကာလာပင်ရများမှာအနာမရပဲဒီကြောင့်စစ်စင်များစတိုင်ရှိနေကြောင်းမြည်ပြီးတော့စစ်ဘက်တရင်ရင်မြစ်တွေကပြောပါတယ်ဧပြီလ23ရက်နေ့မှာဧပြီလ21ရက်ထိတကြံကာလနှစ်တိကူရုပ်ပင်ရဲ့ကိုရဲ့အတွက်စစ်ကောင်စီရဲ့အရက်ဘတ်ဝန်ကြီးဌာနရုံးများအရက်ဘတ်ဝန်ထမ်းများအတွက်နားရက်ပေးထားတော့လဲစစ်ဘတ်ဝန်ထမ်းများအထူးသဖြင့်စစ်ကောင်စီလက်အောက်ခံလူထမ်းများမှာတော့အနာမပြေဘဲအလေကြားတာဝန်ထမ်းဆောင်မှဖြစ်ကြောင်းပြရပါတယ် တဇံကာလမှာတက်မတော်လီအရာရှိပိုင်းလုံးနဲ့လေတက်သားတွေနိုင်ရပြီးတာမျိုးမရှိဘူးအဲ့တော့တဇံကာလမှာပြည်သူတွေတတိထားပါလိမ့်မယ်ဒီကြောင့်တက်ခိုင်းမှုနဲ့စစ်စင်ရေးတွေဆက်ရှိနေသဘောပါပဲလို့နေပြီးတော့စစ်သက်တရင်အရှင်မြတ်တွေကပြောပါတယ်စစ်ကောင်စီရဲ့ယာယီစစ်ရုံးနေရာတွေမှာစစ်စင်ရေးပိုင်းရန်ရရှိခြင်းများနဲ့စစ်သက်ဝန်ထမ်းများရုံးတက်မှာဖြစ်ပြီးတက်တလုံးယာယီရုံးများတတ်မှတ်ပြီးစီကရုံးလုပ်ငန်းများဖြစ်ပြန်လည်လည်ပတ်နေပြီးဖြစ်ကြောင်းသိရပါတယ်ဗလင်ကြောင့်ပြိုသွားတဲ့စိတ်ယုံတွေကိုစစ်ဆေးမှုတွေလုပ်နေပါပြီ။ပြင်ဆင်တိစားမှုတွေလုပ်ဖို့ပြင်နေတဲ့ ဒေါ်လို့စေရောယာယီစီယုံနေတဲ့တမန်နီယာခြားထားတဲ့နေရုံတက်သူတွေနဲ့ပြန်ပြီးလေပတ်နေပါပြီ။ကြံကာလာမှာလေယာယီစီယုံတွေကနေရုံတက်မဲ့သူတွေအလုံးစက်တိုင်းလောက်ရမှာဖြစ်ပါတယ်။အနေကြသဘောမျိုးတာဝန်ထမ်းဆောင်ကြမှာဖြစ်တယ်လို့မီဒီယာစစ်ပတ်တင်အရေးမြေတွေကပြောပါတယ်။အကြံပေးစတဲ့ကအီဗီလာနေရနေမှာအီဗီလာ20နေရနေဒီရက်20ကြာယာယီဖြစ်ခန့်ရဲ့စေရေးကြီးညာထားတော့လေနိုင်ငံတော်ဝန်လုံးမှာထိုးစစ်များဆင်နေခြင်း ၊လေကြောင်းတိုက်ခိုက်ခြင်းများနဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများစတိုင်လုံးဆောင်ရရှိကြောင်း NUG ပါဝင်တော်လိုင်းအင်အားစုတွေကတရင်ထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့နောက်ထပ်လက်နက်ထပ်တိုးလာဆိုတဲ့အကြောင်းပြန်ဆက်ပေးပါမယ်။ စစ်ကောင်စီကမလ28ရက်ကလှုပ်ခတ်သွားတဲ့မြင်းငလင်ကြီးကိုတဘာဝ BNG ကြီးဖြစ်နေယူဆတော့ပဲ၎င်းတို့အာနာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့လက်နက်အဖြစ်အသုံးချလာပြီးလို့အေရှားတိုင်းသတင်းမှရှင်းတာလာပါတယ်နိုင်ငံတကာမှပေးလာတဲ့အထောက်ပံ့တွေကိုအဆင်ပြေချောမွေ့အောင်လုပ်ပေးရမယ်အစားအခြေအနေတွေဖိအိုပြေဖြစ်နေမှုကိုခွင့်ကောင်းယူပြီးဒေါ်လာဖွံ့ဖြိုးထိန်းချုပ်ထားတဲ့ဒေတာတွေကိုပြမှတ်ထားကလူသားချင်းစာနာထောက်ထားမှုနဲ့ပေးလာတဲ့ကူညီတွေကိုပိတ်ဆို့ပြခဲ့တဲ့အပြင်လေကြောင်းမှပုံကျဲတိုက်ခိုက်လာပါတယ် ဒီလိုသဘာဝဘေးဒုက္ခကြီးကိုပဲ၎င်းတို့အကျိုးအတွက်ပြောင်ပြောင်တင်းတင်းအသုံးချလာနိုင်မှုကိုအာဆီယံအနေနဲ့ပြတ်ပြတ်သားသားတုံ့ပြန်ရလိုအပ်နေပြီဆိုတာကိုမိမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။နောက်လာမှာပြုလုပ်မယ့်အာဆီယံရဲ့ထိပ်တန်းအစည်းအဝေးကမြန်မာရှိကိုကန့်တယ်ဖြစ်ရှင်ကြီးမှာလွန်စွာရေးပါရင်ဆုံးဖြတ်ချက်မျိုးချမှတ်တော့မယ့်အဖြစ်နဲ့ရင်ဆိုင်လာရပါပြီဖြစ်ပါတယ်။လက်ရှိဥက္ကဋ္ဌမလေးရှားကလည်းတရောက်တဲ့တုံ့ပြန်မှုမျိုးလုပ်ခွင့်ရနေပါလိမ့်ရဲ့မလုံနိုင်တာလားမလုံချင်တာလားဆိုတာကအတိအကျမသိနိုင်ဖြစ်နေသေးပါပဲ။ ဝင်ကြီးချုပ်အင်ဗရာဟင်အန်နာဝါကလက်ရှိအကူအညီပေးနေမှုတွေမှာတစင်တက်ဆိုင်သူအားလုံးပါဝင်မယ်ဆိုမျိုးပွဲနဲ့ရင်းချက်စွာဖြေရှင်းနိုင်ဖို့အပြေရှာရင်မင်းအောင်လိုင်ကိုအချက်၅ချက်ကိုလက်ခံအောင်ချင်းကပ်သွားမယ်ဖော်မြူလာကိုမနီကချပြလာပြီဖြစ်ပါတယ်။၎င်းရင်မြမအရေးအကြံပေးသမားတွေဖြစ်တဲ့တာစင်နဲ့ဟွန်ဆန်တို့ကမြမအရေးကိုဖြေရှင်းရမှာဒီမိုကရေစီနဲ့လူ့ခွင့်ရေးဦးစားပေးရမယ်အချိန်မဟုတ်လို့ပြောဆိုထားသူများလည်းဖြစ်ပါတယ်။ ကျွန်တော်အမြင်အရပြောရရင်ဒီပုံကနှောင်းကမြန်မာပြည်ကိုတုံးစားမိရတဲ့သူတွေများသာအုတ်ချုပ်စီခြင်းကြသူတွေဖြစ်ပါရင်ဟွန်ဆန်က2020မှာဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့စဉ်ကမင်းအောင်လိုင်ကိုအာဆီယံမှာထိပ်တည်အစီအဝေးတက်ရောက်ခွင့်မပေးရကြားမှာတန်ရိုက်ဆက်ဆံခဲ့သူဖြစ်ပါရင်ဟွန်ဆန်ကကမ္ဘောဒီးယားကိုအာဏာရှင်ဖြစ်အုတ်ချုပ်ခဲ့တဲ့တမိုင်းကြောင်းနဲ့ COVID-19 ကိုအကြောင်းပြပြီးအတိုက်ခံများပြင်းထန်ခဲ့တာတွေရှိရဲ့နောက်ခံတမိုင်းကြောင်းများရှိနေတဲ့ကြားမှာအကြံပေးပြစ်ခတ်ထားတာကိုကြည့်နေဆိုရင် အာဆီယံကမြန်မာအရေးကိုဒီမိုကရေစီကိုဦးတည်နေဖြည့်ရှင်းချက်မျိုးစိတ်ကူးမရှိတာကထင်ရှားပါတယ်။ဒါစင်ကလည်းတိုင်းနိုင်ငံရေးမှာအငင်းပွားစရာများကြံရင်အောက်ထုတ်သွားခဲ့သူဖြစ်ပြီးအာဆီယံရဲ့ဒီမိုကရေစီမျှဝမ်းချက်တွေကိုစွမ်းဆောင်ပေးနိုင်တဲ့သူဖြစ်ယုံကြည်ခံရမယ့်သူမျိုးမဟုတ်အဲ့ဒီနှုတ်ကိုအကြံပေးဖြစ်ထည့်သွင်းလာခြင်းကပဲမြန်မာအရေးကိုပြက်ပြက်သားသားကန့်တွေ့ဖို့မရှိဘဲရှည်ရှည်တက်၎င်းတို့အကျိုးအတွက်လက်တော်အဆင်ပြေနိုင်တဲ့နည်းလမ်းမျိုးသာရှိရထားခြင်းဖြစ်တဲ့ အခုလည်းမွေးပွားပြီးရင်ပြီးခြင်းဤတွင်ထဲမှာပဲတင်ဆောင်သွားတဲ့အဖြစ်မရှိတဲ့အချက်၅ချက်ကိုလည်းမြမအရေးပေါ်၎င်းတို့ရဲ့ဖြည့်ရှင်ချက်ဖြင့်စုပ်ကိုင်ထားတော့လဲအကောင့်ထဲပေါ်အောင်တင်ချက်လုပ်ခြင်းမျိုးလည်းမရှိပါဘူး။လက်ရှိမှာတော့စစ်အာဏာသိမ်းဖွဲ့က၎င်းတို့လုံနေကြပုံစံအတိုင်းလက်ရှိအချက်တွေကို၎င်းတို့လူတလူကြိုးကင်ခြင်းလည်းပြီးအာဏာကိုဆက်ပြီးစုပ်ကိုင်ထားဖို့လုံပန်းနေကြပါရဲ့။လာမယ့်ဒီဇင်ဘာလဇန်နဝါရီလမတိရသေးတဲ့ရွေးကောက်ပွဲကိုလည်းအကြောင်းပြရွှေ့ဆိုင်အောင်မှသာဖြစ်ပါတယ် နိုင်ငံတကာကလည်း၎င်းတို့မတရားလုပ်ရက်တွေကိုအရေးယူဖို့တုံ့နှင်းနေကြပြီးအာဆီယံကိုသာပုံချထားတဲ့အာဆီယံကဒေသတွင်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုတာဝန်ရှိတဲ့ဖွဲ့စည်းဖြစ်မှာမသက်ဆိုင်သလိုဖြစ်လာနေပါတယ်။လက်ရှိဥက္ကဋ္ဌဖြစ်လာတဲ့မလေးရှားကဒီလိုပြက်ကွက်လာမှုတွေကိုလမ်းမှန်ရအောင်တက်မှတ်ပေးနိုင်မယ်လို့ဆိုအရေးပါတဲ့အခွင့်အလမ်းရရှိလာပြီးဖြစ်ပါတယ်။တက်တလောမှာအာနာသိန်းဖွဲ့ကိုအကူအညီတွေကို၎င်းတို့အကျိုးအတွက်ကြိုးကန့်ချေလည်နိုင်ခြင်းမရှိသေးဘူးနဲ့တော်လိုင်းတံမြန်လာအောင်ရှိဒေသတွေပါမကြမ်းငွေငွေပေးတဲ့ဒေသအလုံးကိုရောက်ရှိဖို့လှုံ့ဆော်တင်ပါတယ် ဒီလိုလုံးနိုင်ဖို့စစ်တပ်ကိုဖိဖေပြီးပြည်ရင်းပြည်ပ NGO တွေနဲ့တိုင်းရိုက်ထိတွေ့ပြီးလောက်ဆောင်သွားမှာဖြစ်တယ်လို့យေတာထားပါတယ်။ဒီလိုမဟုတ်ကဘသူကဘလောက်ပဲအကူအညီပေးနေစေကမို့လိုအပ်နေသူတွေတန်းဘလို့မှရောင်းနိုင်စရာမရှိလို့မိမိအနေနဲ့ရှူစားမိပါတယ်။အခုအခါကုလအထူးတန်တမန်ရောက်ရှိလာချိန်မှာပဲစကိုင်းတိုင်းဝင်းသူမျိုးနဲ့အတွင်းပုံကျဲတက်ခိုင်မှုကြောင့်အမျိုးသမီးနဲ့ကလေးငယ်များပါဝင်လူ30ခန့်တိစုံသွားပြီဆိုတဲ့သတင်းဆိုကြီးထွက်ပေါ်လာခဲ့ပါတယ်။ ဆက်လက်ပြီးဂျပန်ကဒုတိယဆေးကုသရေးပွဲမြန်မာကိုဆေးလွတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလင်ဘေးတင်ပြည်သူများအတွက်ဒုတိယဆေးကုသရေးပွဲကို AP လာစနေရဒီကနေ့မှာမြန်မာနိုင်ငံကိုဆေးလွတ်မယ်လို့ဂျပန်နိုင်ငံသားအဝင်ကြီးကပြောပါရယ်။ဒါအပြင်38ဥပဆေးကုသရေးပွဲကမလ28ရက်နေ့ငလင်ဘ ਹੁ ချန်နီတည်ရှိတဲ့မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်မန္တလေးမြို့ကစတင်ကြောင်းတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ပစ္စည်းဖြစ်တဲ့တူလောင်ကန်နေရွှေပြင်းတဲဝီပြည့်ရသွားမယ်လို့ဆိုပါရယ်။ ဂျပန်နိုင်ငံကဆရာဝန်လေးနဲ့တူနာပြုပါဝင်30ဦးပါဆေးဖွဲ့နေသူဆေးဝါးတွေဆေးပစ္စည်းတွေကိုမင်းရင်ပြန်တဆင်းတဲ့အီဂျီလာနေရနေကပထမကျင်းဆုံးလုပ်ခဲ့ပြီးတကုတ်ရီတန်ရှင်ကရိယာတွေပါဝင်ပြင်ဆင်ပစ္စည်းတွေထောက်ပံ့ပေးခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်ဆလဘီမုံရွာမျိုးအမတ်နှစ်ရဲစခန်းမှာဒူရဲအုပ်အီတန်ထွန်ကကြီတူရိုင်ဖယ်တလန်နဲ့ကြီအချို့ယူဆောင်လာပြီးအလင်းဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဘုံရွာမျိုးအမှတ်နှစ်ရဲစခန်းမှာတူရဲအေတန်ထွန်းကကြည်သူရိုင်ဖက်တလန်နဲ့ကြည်အချို့ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းဘုံရွာခရိုင်အမှတ်25တိုင်ရင်တမ်မနီကသတင်းဌာနကိုပြောပါရယ်အေဒီလာ9ရက်နေ့မှာအမှတ်နှစ်ရဲစခန်းမှာတူရဲအေတန်ထွန်းကအလင်းဝင်ခိုးလုံလာခဲ့တာဖြစ်ပြီးတက်ခွဲလီတက်ခွဲမှုနဲ့ချိတ်ဆက်ပြီးမျက်မြင်ကန်တိုင်ရင်20နှစ်အကူအညီနဲ့တွားရောက်ခေါ်ယူခဲ့တာဖြစ်ကြောင်းသိရပါရယ်အလင်းဝင်ရောက်လာသူရဲစာတီမိသားစုရှင်ရာစီပို့ဆောင်ထားပါရယ် အလင်းဝင်ရောက်လာသူတွေအတွက်ကိုလည်းကျွန်တော်တို့ဘက်ကနှွေးထွေးစွာအမြင်ဆောင်ကြိုနေပါတယ်။နောက်ပြီးသူတို့ရာသင်ရာထိုက်တဲ့အကွင့်အရေးတွေကိုလည်းအပြေဝပေးချပါတယ်လို့မုံရွာခရိုင်အမှတ်25တန်ရင်မူတမ်မဏိကပြောပါတယ်။မုံရွာခရိုင်အမှတ်25တန်ရင်အနေနဲ့ပေါ်တာဆွဲခံရပြီးပြန်ထွက်လာခြင်းတွေကိုလည်းအန်နီရဲ့ကင်းကင်းနဲ့ကဲထုတ်ပြီးခဲ့ခြင်းတွေရှိကြောင်းအခုလပိုင်းမှာတော့မုံရွာခရိုင်အမှတ်25တန်ရင်တန်အလင်းဝင်ရောက်လာသူ6ဦးရှိပြီဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ခမောက်ကြီးမြို့နယ်မှာစက်ကြီးကောက်လာတဲ့မာလန်းတိုင်နယ်ရဲစခန်းမှုရဲအုပ်မင်းအောင်စိုးဦးဆောင်တဲ့ရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုရဲစခန်းမှုအပါအဝင်ရဲတုံးတည်ဆောင်ပြီးလက်နက်ခံရများရရှိရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းကော့တောင်ခရိုင်ခမောက်ကြီးမြို့နယ်မှာစက်ကြီးကောက်ပြီးပြန်လာတဲ့မာရန်တိုင်းနယ်ရဲစခန်းမှာရဲစခန်းမှုရဲဦးမင်းအောင်စိုးပါရဲ၅ဦးကိုကြားပြတ်တိုက်ခိုက်ခဲ့ရာရဲစခန်းမှုအပါအဝင်ရဲ၃ဦးတင်ဆောင်ပြီးလက်နက်ကင်ရများတင်ဆက်ရရှိကြောင်းကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမှာတာဝန်ရှိသူတအုပ်ကပြောကြားပါသည် အီနီလာကိုရန်နီညနေ9နိုင်ကန်ချင်းခမောက်ကြီးမျိုးနဲ့အေးချမ်းသာကြီးရွာရှိလူကုန်သူများရာဘာအဝယ်တိုင်းများနဲ့မိုးရစေဝါရောင်းဝယ်သူများထံမှလာစဉ်ကြီးကောက်ယူကပြန်လာတဲ့မာရန်တိုင်းနယ်ရဲစခန်းမှစခန်းမှုရဲအုပ်မင်းအောင်စိုးပါငါအုပ်ကိုဖောက်တုံကြီးရွာနီးမှာဒီတုကာခွေတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ရာရဲစခန်းမှုရဲအုပ်မင်းအောင်စိုးဒူရဲအုပ်မျိုးလင်းကိုနဲ့ဒူရဲရဲတကြံစီတူတို့တောင်းဦးတည်ဆောင်ပြီးတကြက်ကြီးမောင်တူတန်ရာရရှိခဲ့ကြောင်းသိရပါတယ် ဆိုင်ကနေ2ယောက်ရှိကပွင့်နေလာတာနောက်ကကားနဲ့ကားပေါ်မှာကစခန်းမှုပါ3ယောက်ဆိုင်ကရ2ယောက်ဆိုင်ကနေ2ယောက်မှာ1ယောက်ကထိုင်ရရတယ်ဆိုင်ကနေ2ယောက်ကတော့လွတ်သွားတယ်ပေါ့အဓိကလည်းကားကိုပဲပြစ်တာဆိုတော့ကားပေါ်ကအကုန်သေးတာကားကကြောက်ထင်းထိုးကျသွားလို့ကားတော့မရှူလာခင်ရဘူးပစ္စည်းတွေပဲတင်းလာတာကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပါကဖမ်းမှတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ် ဒါအပြင်တင်ဆောင်သူများကင်ဆောင်အသုံးပြုတဲ့40မမတလန်ပုံ30လုံးနဲ့ AK အမျိုးသားတနတ်နလန် AK ဂျီပေါင်း5ခုကြည်စံ64တောင်း6မမပစ္စတိုတနတ်တလန်ကြည်စံအတောင်50 6လုံးပြုတနတ်တလန် point 38အမျိုးသားတနတ်တလန်လက်ဖြစ်ပုံ3လုံးလက်ကင်ပုံ4လုံးပတ်စံ2000ခွဲချက်တို့တင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ပါကဖာရဲဘော်တွေကလုံဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်